ဧပြီလ10ရက်နေ့လယ်ပိုင်းမှာတော့ပါတီဥက္ကဋ္ဌဦးခင်ကြီးဒုတိယဥက္ကဋ္ဌဦးလတ်ထွန်းနဲ့အဖွဲ့ဟာစကိုင်းမြို့တကောင်းရက်ွက်ကဲဇေးစခန်းနဲ့စကိုင်းမြို့အာထာကနဲ့ကဲဇေးစခန်းတို့တွားရောက်ကာငလျင်ဘေးတင်ပြည်သူများကို ထောက်ပံ့ပစ္စည်းများနဲ့ရေတံမှုတို့ကိုပေးအပ်ခဲ့ကြပြီး ဂျပန်ဆေးဝါးကုသရေးအဖွဲ့နဲ့ပြည်သူများကိုအားပေးစကားပြောကြားခဲ့ကြပါတယ်။ဟုတ်ဆီလာပါဘယ်လိုပါပြတာဗျာ။ဟုတ်ပဲပြရကြွားတော့ခုဆိုလို့ရှင်ပါတီဥက္ခာကြီးဥခီနဲ့ဒုတိယဥက္ခကုလထုံနာဆိုလို့ရှင်စကိုင်းမျိုးတကောင်းရက်ွက်မှာရှိတဲ့ကဲဈေးစခန်းကိုလာရောက်ပြီးတော့အားပေးနေခြင်းဖြစ်ပါတယ်။အဲဒီမှာဆိုလို့ရှင်ပါတီဥက္ခာကြီးကိုရိုင်းငလင်းဘေးဒဏ်တဲ့ပြည်သူတွေကို ဆောင်ခြင်အောင်ဖြာတို့ကိုကိုယ်တိုင်ကိုယ်ကြပေးတဲ့အပြင်ဂျပန်နိုင်ငံကနေပြီးတော့စေဝါလာရောက်ကူတာပေးနေတဲ့တင်းဖွဲ့ကတောင်ရှိပုဂ္ဂိုလ်များကိုလည်းပဲတရင်တနီဟိုပြောဆိုနေကြတာကိုတွေ့ရပါတယ်။ဒါအပြင်ဒီမှာနေထိုင်ရတဲ့ခိတတဲခုနေထိုင်ရတဲ့ငလင်းဘေးဒဏ်သင်ပြည်သူများကိုလည်းပဲခွန်အားဖြစ်စေမယ့်စကားများကိုကျွန်တော်တို့ပြောကြားပေးပါတယ်။ကျွန်တော်တို့ဟာ နေပြည်တော်ကနေပြီးတော့မအားလက်တဲ့ဂျားတွေကမိမိတို့ရဲ့အပူများဘယ်လိုပဲရှိနေရှိနေစကိုင်းမျိုးကိုမဖြစ်မနေလာရောက်ပြီးတော့ငလင်းဘေးဒဏ်နဲ့ပြည်သူများကိုအာဘိစကားပြောကြခြင်းပစ္စည်းများထောက်ပံ့ခြင်းများကိုလာရောက်ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ